ီးခဲ့တဲ့ဖေဖော်ဝါရီလတတိယပတ်အတွင်းကစခတ်တ6အတွင်းကတတားတဲ့ဖြစ်သူမဝိုင်းတဲ့ဆိုသူကိုဖန်ပြေးတယ်လို့ဆိုကလိုင်လံဖန်စီပြီးတက်ပြက်လိုက်တယ်လို့သိရပါဗျ။တတားတစ်တွေကရှေတန်းကိုပုတ်ခံရတော့ကြောက်ပြီးနေတိုင်းတူလူပြေးနေတာရှေတန်းမှပြေးတဲ့လူတွေကိုတနက်နဲ့ပြတ်သက်တဲ့တင်းနှန်းချောင်းကပြေးလာတဲ့လူတွေကိုပြန်မိရင်သူ့ရိုက်နှက်ပြီးပြန်ဖမ်းတာသူတို့လက်ထဲတည်တဲ့သူတွေလည်းတည်တယ်လို့စစ်တင်းနှန်းချောင်းနဲ့နီးစပ်သူက ERI Times ကိုပြောပါဗျ။ တက်သားတဲ့ဖြစ်သူဟာထရပြေးလူမြောက်ရာကရှင်မြင်တင်ကျေးရွာအောင်တီရီတောရကျောင်းမှာထမင်းတောင်စားရွာကစစ်တပ်ကိုတရင်ပြန်လဲပေါင်ကြားပြီးစစ်ကောင်စီတပ်သားတွေလာရောက်ရှာဖွေကပြန်လဲဖမ်းဆီးသွားပြီးလမ်းမာတဲ့ဝိုင်းဝန်းရိုင်းနှက်မှုကြောင့်တေဆုံသွားတယ်လို့တရင်အထုတက်ဖွဲ့ပသိမ်ထံကသိရပါဗယ်တေဆုံသွားသူတပ်သားတဲ့ကိုစခတာ6တောဆက်မှာအလောင်းစွန့်ပစ်ခဲ့ပြီးမွေးကိုင်းတေဆုံတယ်လို့လိမ့်လဲကရှင်မြင်တင်မိတဲ့ကျူဇက်မှာ အခြားစစ်ကောင်စီတပ်သားအနောင်းငယ်နဲ့ရောပြီးမိသကြိုလိုက်တယ်လို့သိရပါဗျ။တပ်သားတစ်တွေထွက်ပြေးနေမှုများတာကြောင့်ဖေဖော်ဝါရီလ23ရက်ည10:30မိနစ်ခန့်မှာရေမြုံကုန်းအုပ်စုကြီးတကြီးရွာအရှိအနောက်ကိုစစ်ကောင်စီတပ်ဖွဲ့တွေနဲ့စစ်ကောင်စီခန့်ယာယီမှုတွေအင်စင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ပသိမ်ဒေသခံချန်ကသိရပါဗျ။